မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဓမ္မစရိယဥဒိလိုင်ရေးသားသောယတနာ၃ပါးကျေးဇူးစာအုပ်မှဘုဒ္ဓမောင်နီဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီအကြောင်းအရာလေးကိုပြောပြခဲ့မှာယခုလိုဘုဒ္ဓရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ဒုတိယကဘာစေမတိုင်မီကဖြစ်၏။ မောင်နေကအယက်သမားသူ့ဦးလေးကနိုင်ငံကျော် မစိုးရိမ်စရာတော့ဖျားကြီးစုံမရခတ်သဖြင့်မင်းငါတူလို့မပြောနဲ့ငါကြောင်းလဲမလာနဲ့ဟုအမိန်ထုတ်ထား၏အယက်တောက်တဲ့သူမလုရဲတဲ့အကုသို့မရှိဘူးကွတတ်ဖို့ကြုံရင်တတ်မှာပဲခိုးဖို့ကြုံလဲခိုးမှာပဲကဲမင်းအယက်ကိုဖြတ်မလားငါ့ကိုဖြတ်မလားကြရတခုခုဖြတ်ယုံပဲထိုးချင်းမဆပ်၍မောင်နီတယောက်မစိုးရင်ကြောက်တိုက်သူခြေဥမလဲရဲတော့ပဲမောင်နီနေသောရွာမှာမန္တလေးမြို့အနောက်ဘက်အေယာဝရီမြစ်အတွင်းမှာဟင်းရွက်စုရွာကလေးဖြစ်သည် တနေ့ဆရာတော်ဤထံသို့မောင်နီအမကြီးရောက်လာ၏မျက်ရည်ဆက်လက်နှင့်ဆရာတော်ကိုလျှောက်သည် မောင်နီတော့ရွာကဖျားပွဲမှာလူသက်မှုနဲ့အချုပ်ခံနေရတယ်ဗျာသူ့မေးတော့သူတက်တာမဟုတ်ဘူးလို့ပြောပါတယ်ဟဲ့သူ့ဟာသူလူသက်လို့မိုက်လို့အချုပ်ခံရတာထောင်ကြတာဘာတက်နိုင်ပါလဲရိုးသားသားလောက်ကင်စားတော့လို့မရှိရင်လည်းငါကပေးတယ်ပေးရသေးရဲ့မသိလဲသိအောင်ဆုံးမရလေရဲ့သူ့အကြောင်းငါလာမပြောနဲ့ငါတော်ဝန်ကုန်ပြီ ငါလည်းမတက်နိုင်ဘူးဆရာတော်ကြီးတူမလည်းအားကိုရမယ့်ငိုရိုရဲ့ပင်ပြန်သွားရည်မကြမီမောင်နီကလူသက်မှုဖြင့်တေတံကျိုးပေးရန်အမိန့်ချလိုက်သည် ထိုအမိန့်ကိုကြားသည်နှင့်တပြိုင်နက်မောင်နီသည်ခုတ်ကျိုးကြကမေ့မျောသွားသည်တဆွေလုံးတစ်မျိုးလုံးယူကျုံမရအားကိုရမယ့်ဖြစ်ကြရည်အမလှုပ်သူသည်မိမိမောင်အတွက်ထောင်ကြီးချုပ်သူတွားကထမင်းပို့ပေးရသည် ထမင်းပို့လာသူအမထံမောင်နီသည်တရွေ့ရွေ့လှဲ့ရည်လာနေတန်တိုင်းမြမ ထမင်းလုံးဝင်စောင့်နေသောအမမောင်နီကိုမြင်ရသည်နှင့်ချုံဝှက်ချငိုလိုက်ဣန္ဒြေမဆဲနိုင်ရှာတော့ပေကျိုးမိတ်ချ၍နှစ်ရက်မြသာရှိသေးသည် မောင်နီမှာတိတိသာသာကြီးချုံချုံကြသွားကသေရုပ်ပေါက်နေတော့သည်ကျိုးပေးရန်တပတ်ခန့်လိုသေးရာကျိုးမပေးမီပင်သေမီလားဟုထင်ရ၏အစားအစာလည်းမဝင် အာရုံလည်းမရှိတန်တိုင်းပေါက်သို့ရောက်သောအခါအမလှမ်းပေးသည့်ထမင်းလုံးကိုမယူအားအမလည်းဝင်းကိုသာလှမ်း၍ဖက်ကရှက်ကြီးတကယ်ငိုလေတော့သည် ူတို့တွင်အခြားသားချင်းလည်းမရှိမိဘလည်းမရှိအမတစ်ခုမောင်တစ်ခုအမကျွန်တော်မိဘတွေစုံမခဲ့တာဦးလေးရောအမရောစုံမတာတွေနားမထောင်မိခဲ့လို့မောင်လေးတယောက်နောင်ရကြီးစွာဖြစ်နေအမလည်းကိုရဲ့ငိုယုံမတပါအခြားဘာမှမတတ်နိုင်တော့ဘူးအမဒီထမင်းတို့လည်းပြန်ယူသွားပါတော့ ကျွန်တော်စားလို့လည်းမရတော့ပါဘူး။အမကျွန်တော်ကိုဖះရှိကိုပတိစိတ်တင်ပေးပါအမရဲ့။မနေ့ဖြန်ကလည်းထမင်းမြူခဲ့ပါနဲ့။ပတိတကုံးသာယူခဲ့ပါ။မောင်နီဒီငယ်စဉ်ကစာတင်ကြခဲ့တော့လေတရဏဂုံ၅ဘာသီလမြောက်ကိုပင် ရေးရေးလဲလဲနားလဲကျင့်သုံးခြင်းမရှိခဲ့။ဖះရှိကိုချင်းပတိစိတ်ချက်မှာအဖို့အဖွားအိုများအလုတ်တာဟုထင်ခဲ့၏။နေရှိသည်မြရွာရိုးရှာကိုတောက်စားပေးတီလာခဲ့သူဖြစ်သည်။သူ့ကိုတင်ပေးရန်အမလုတ်သူမှလည်းစားကမတန်။ အမလည်းကြံရမရနောက်တရက်တွင်ပတိတကုံယူသွား၏မောင်လေးရော့ဒီပတိစိတ်အမလည်းစာမတက်တော့ဖះရှစ်ကိုဘယ်ရမလဲမောင်လေးရဲ့မောင်လေးကြောက်နေတော့ငါဖះစာတွေပြန်ပြီးစူးကြည့်ပေါ့အမမပြောမိကပဲမောင်ဒီနေရောညပါစူးကြည့်တကူမှအမိမောက်တဲ့အောင်ဆိုရမရကျောင်းစာများကျောင်းတို့ပြန်ကုန်ကြ၏အမတို့အမင်းနဲ့ဥပုသောက်တော့ငါဖုန်ကြီးကဟောတယ် ဖះကိုစိတ်ထဲမှာမှန်ပြီးဗုဒ္ဓလိုပါဇက်ကတခွန်းဆိုပြီးတလုံးချအဲ့ဒါပတိစိတ်တာတဲ့မောင်နီသည်ပတိကိုသာယူလိုက်ပြီးထမင်းတို့ကိုပြန်ပေးလိုက်ထောင်ကြီးချုပ်တွင်အစာကိုပဲမစားတော့ပဲဖះဥချလိုက်ဗုဒ္ဓဗုဒ္ဓပတိစိတ်လိုက်နဲ့အချိန်များကိုလိုလာခဲ့၏ဖះရှိကိုစာပြလဲတခုမှဟန်ရပန်ရမရှိ ကပောက်ဒီကပောက်ချာဖြစ်နေတဲ့ဖြင့်ဗဇက်ကအတန်ထက်ရေရှစ်မခိုးရယ်ဖះကိုစိတ်ထဲကမှန်ပြီးပရိစိတ်တော်လဲပထမတွင်ဗဇက်နဲ့လက်အံမကိုက်ရှင်ထဲတွင်တလိုက်လိုက်ကရက်ထာကလေဘင်းကိုစွ့ရတက်ပြီးကျိုးစင်နဲ့ကျိုးခွင်းကြီးကသာမျက်စီထဲဝဲနေတော်သည်မျက်ရည်ကျလိုက်တက်ပြင်းချလိုက်နဲ့ကြိုးစားပြီးစိတ်ရသည်မကြမီမောင်နေမှုတရားရုံ၌အယူခံတက်၏ထိုစဉ်ကတရားရုံချုပ်၌တာဝန်ယူရသည်မှာပကြမီကကွယ်လွန်သောတရားသူကြီးဦးသိမ်းပါအောင်ဖြစ်သည် ်ပါဠိပထမပြန်ဆောင်မှုပဲစုံစမ်းရေးကော်မရှင်ခေါင်းဆောင်တို့ဦးလဲဖြစ်၏ထိုကိစ္စဖြင့်မန္တလေးသို့ရောက်လာရာမစိုးရိမ်စရာတော့များနဲ့အတူလောက်ကင်ကြရသည်อืม တကားကြီးရောက်ခိုင်ဖုံးကြီးအပူလေးတစ်ခုပြောရအောင်မယ်တရားသဖြင့်လည်းဖြစ်မယ်တက်လဲတက်နိုင်မယ်ဆိုရင်ပေါ့လေမြားမကြမီမောင်နီအမှုမှခွဲလုံးကြလွတ်လိုက်လူသားမှုမဟုတ်ပွဲကြီးရင်ရုံးရင်စံခတ်ဖြစ်ကလူသိမှုဖြစ်သည်မောင်နီကထိုးပွဲဝင်းတွင်၌မူး၍လဲနေသည်ဖြင့်မိအားဆွဲခြင်းဖြစ်၏မိမိကိုယ်ကိုမထိနိုင်အောင်အစောကြီးကလေးကမူး၍လဲနေကြောင်းတက်သည်အထောက်ထားများရာခွဲလုံးကြလွတ်သွားခြင်းဖြစ်သည် ထောင်မှထွက်လာပြီးနောက်မောင်နီသည်ဆရာတော်အားလာကြတော့၏ဆရာတော်ကလည်းကြက်မိပြီ ဖြစ်သည့်အတိုင်းဖိ၍ဆုံးပါသည်ဂတိအမျိုးမျိုးခံကမောင်နေရွာသို့ပြန်သွား၏ဥလေဤအဆုံးမထက်ထောင်းရင်အဆုံးမသည်ပူပူနွေ့နွေ့မြသာရှိသေးသဖြင့်မောင်နေအကျွတ်တရားရသွားပြီဟုဆိုကဝါ၍ချီကျူးကြ၏မေရဘဲဖမ်းချုပ်ခံရ၍ဝမ်းဝီတန်းလာနေကြသည်အယတမမောင်နေမှဗုဒ္ဓမောင်နေဟုကင်မွန်းတတ်ကြသည်မကြပါလေ တလခန့်ရှိလျင်ပင်ခွေးမိကောက်ကြီးတော့ဆိုဆိုတဲ့ကဲ့သို့မောင်နေသည်ရွာရိုးကိုကောက်ရှောက်မြဲရှောက်ကတောက်မြဲတောက်လေတော့သည်တက်တော်69နှစ်ရှိမကြာမီကပြန်လုံတော်မူသောမစိုးရိမ်စရာတော်ဘုရားကြီးအမအင်းရှိသည့်တိုင်ရေးသားပါသည်ယရနာသုံးမပေါ်၌ကြီးညိုစိတ်ဖြစ်ကများဖြင့်ဒုက္ခအမျိုးမျိုးမှလွတ်မြောက်နိုင်ပါပေ၏သူတော်ကောင်းတို့၏တရားလမ်းစဉ်တိုင်းအတုလိုက်၍ကြင်ကြံနိုင်ပါမူကားစူပွဲရာမရှိတော့ပေ ဒီဗီဒီယိုလေးကိုစုတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။